အားလုံးပဲမင်္ဂလာပါ General Football Live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန်မောင်းကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒါ Premier League ဘက်ကနေတော့မဟုတ်တရားဝင်မဟုတ်ပါမယ်ဒါကျွန်တော် The Athletic UK ဘက်ကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုထုတ်ပြန်လာခဲ့တယ်။ဒါကကျွန်တော်ဒါကျွန်တော်ရဲ့ဒါ football ရဲ့ business ရဲ့ဒါကျွန်တော်အစီအစဉ်ရဲ့ဒါ ်ပြောလို့ကောင်းမဲ့ topic တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Athletic UK ရဲ့သတင်းဌာနကနေပြီးတော့ဒီနှစ်2024-2025ရာသီမှာဒါဘယ်အသင်းကဒါ Premier League ကပေးအပ်တဲ့စုကြီးငွေအများဆုံးရရှိခဲ့လဲဆိုတာကိုဒါတရားဝင်သူတို့အနေနဲ့ဒါကျွန်တော်တို့ကြီးညာခဲ့ပြီဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော် Champion Liverpool ကတော့အများဆုံးဖြစ်ပြီးတော့ဒါကျွန်တော်တို့ Tan Center တွေဒါကျွန်တော်တို့ Southampton အသင်းကတော့အ ਨੇ ဆုံးဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာအရန်စိတ်ဝင်စားဖို့ကောင်းတာဒီစုကြီးငွေကဘာလို့ဒီလောက်ထိများနေတာလဲဆိုတဲ့အကြောင်းရဲ့ဒီစုကြီးငွေ မှာဘာဒီပါလဲဆိုတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးတင်ဆက်ပေးချင်တာဖြစ်တယ်အဲ့တော့ဒီစုချင်းငွေမှာအဓိက၃ခုပေါင်းဆက်ထားတာဖြစ်တယ်ပထမဆုံးက equal share ဒုတိယတစ်ခုက merit payment တတိယတစ်ခုက facility fees ပေါ့နော်ဒါကျွန်တော်တို့ပထမဆုံး equal share ကကျွန်တော်အသင်းပေါင်း20ကဒါကျွန်တော်တို့ဒါနိုင်ငံတကာကဒါကျွန်တော်ပြသခွင့်ရတယ်ဒါကျွန်တော် broadcasting right ပေါ့နော်ဒါကျွန်တော်တို့ ဘလို့ပြောမယ်အဲရုတ်တန့်လွင်ဝင်ဝင်ဝေကိုဒါကျွန်တော်တို့အားလုံးကိုဒါကျွန်တော်ဘုံတဘုံနဲ့ထည့်ပြီးတော့ဒီညမှာကျွန်တော်တို့အသင်း20ကိုခွဲပြီးတော့ဒါပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုတွားရတဲ့သဘောမှာရှိအဲ့တော့ဒါကျွန်တော်တို့ကဘာအသင်း20လုံးလုံးဒါကျွန်တော်တို့ကဘာပေါ်ကရရတဲ့ဒါကျွန်တော်တို့ဒါရုတ်တန့်လွင်ဝင်ဝင်ကိုဒါဘုံတဘုံနဲ့ထည့်ပြီးတော့အသင်း20ကိုဒါခွဲပြီးပေးတဲ့ပုံစံမျိုးဒါ equal share မှာရတယ်ပြီးတော့ merit payment ဒါဒါကဒါ premier league ဘက်ကနေဒါသူတို့ sponsor တွေဘာတွေနဲ့ရတဲ့ဝင်ငွေကနေပြီးတော့ဒါ asset ကအသင်းကိုပတ်စံများများပေးပြီးတော့ asset 20ကအသင်းကိုဒါပတ်စံနည်းနည်းပေးတယ်ဆိုတဲ့ပုံစံမျိုးကိုပြုလုပ်ထားတဲ့ merit payment payment ဖြစ်တယ်တတိယတစ်ခုက facility fees ဒါကဒါ UK မြို့တွင်းပေါ့နော် UK ပြည်တွင်းကဒါကျွန်တော်ရတဲ့ဝင်ဝင်ဖြစ်တယ်ပြည်တွင်းမှာဒါကျွန်တော်တို့ကျွန်တော်တို့လိုမျိုးဒါပွဲကြီးပွဲကောင်းလို့ပွဲတိုင်းတို့ကជីကွင်ရှိတာမဟုတ်ဘူးဒါတို့အနေနဲ့ဒါရုပ်တံလွှင့်ဝင်ကနေပြီးတော့ရွေးချယ်တဲ့ပွဲကိုပဲတို့နဲ့ပြကွင်ရှိတယ်အဲ့ဒီရွေးချယ်ခံရတဲ့အသင်းကလည်းဒါကျွန်တော်တို့ပတ်စံပူရလိမ့်ချေဥပမာဒါကျွန်တော်တို့ Liverpool အသင်းကဒါလူကြီးများရင်ဒါ assistive ဖြစ်တဲ့ကြောင့်လူကြီးပုံများရင်လူစိတ်ဝင်စားရင်တို့နဲ့ပို့ပြီးရွေးချယ်တယ်အဲ့တော့ဒါနောက်ဆုံး facility shares ကတော့ဒါကျွန်တော်ခုန facility equity fees ကတော့တို့အနေနဲ့ရုပ်တံလွှင့်ဝင်ပို့ပြ ီတွင်းမှာရုပ်သက်လွန်ငွေပူရတဲ့အသင်းကငွေပူရတယ်ဆိုတဲ့သဘောမှရှိတယ်အဲ့တော့ဒီ၃ခုကိုပေါင်ပြီး Premier League အသင်းအနေနဲ့ဒီနေရာမှာဒါ price money ဆိုပြီးသတ်မှတ်လိုက်တာဖြစ်တယ်အဲ့တော့ဒါတွေကိုလည်းပြီးရင်နည်းနည်းလေးရှင်းပြသွားမယ်ဘာလို့ဒီလောက်ထိများတယ်ဆိုတော့လည်းကျွန်တော်နည်းနည်းလေးပြပြသွားမှာပေါ့အဲ့တော့လက်ရှိမှာအသင်းကြီး6သင်းမှာတော့ဒါကျွန်တော် Liverpool သင်းကတော့ Champion Super League ကိုရရှိရတဲ့ကြောင့်မို့ဒါကျွန်တော်ဝင်ငွေအများဆုံးသောအသင်းတစ်သင်းဖြစ်ခဲ့တယ်ဒါကျွန်တော်နံပါတ်1နေရာမှာ Liverpool သင်းကတော့183.5 ေါင်နဲ့ဒါအကောသုံးကပေါင်မှာမဟုတ်လား183.5တက်နဲ့ဥဆောင်နဲ့နံပါတ်2နေရာမှာအာစတိုသင်းက ခွန်တသမ8သန်းနဲ့ဥဆောင်တယ်။နံပါတ်3နေရာမှာ Manchester City တင်းနဲ့181သမ5သန်းနဲ့ဥဆောင်တယ်။နံပါတ်4နေရာမှာ Chelsea က169သမ5နံပါတ်9နေရာမှာ Newcastle United က165.8နံပါတ်6နေရာမှာ Aston Villa တင်းက164.6နံပါတ်9နေရာမှာ Northern Forest က159.5နံပါတ်10နေရာမှာ Brighton တင်းက149.6နံပါတ်9နေရာမှာ Bournemouth က149.6ဒါကျွန်တော်တို့10နေရာမှာ Brentford က သန်း17 17နေရာမှာ Crystal Palace က139.8တန်းဒါကျွန်တော်17နေရာမှာ Manchester United အသင်းက139.5တန်း73နေရာမှာဒါကျွန်တော် Fulham အသင်းက139.3တန်း14နေရာမှာ Everton အသင်းက135.2တန်း15နေရာမှာဒါကျွန်တော် West Ham ကတော့ဒါကျွန်တော်တို့134တန်းစပါးကဒါကျွန်တော်အဆက်ဆက်ချက်နေရာမှာဒါကျွန်တော်100တန်း တန်း133.4တန်း18နေရာမှာဒါဝူအသိန်းကတော့125.8တန်း18နေရာမှာလက်စတာစီးတီးက119.2တန်း116နေရာမှာအစ်ဆွေတောင်းက112.9တန်း20နေရာမှာဒါဆောက်တဲ့အသိန်းက110.9တန်းရတယ်ပေါ့အဲ့တော့ပြောချင်တာကတော့ဒါကျွန်တော်တို့သူ့ရဲ့ဒါ ဟိုဇရားအစင်လိုက်ပေးတာမဟုတ်ဘဲနဲ့ဒီနေရာမှာဒါသူ့ရဲ့ရုပ်တံလွှင့်ွက်ပေါ်မူတည်ပြီးတော့အများကြီးရသွားတဲ့တယ်မှာလည်းပါပါတယ်အဲ့တော့မြည်သွပေးဆိုစီကမှဘာကြောင့်မလို့ဒီ amount တွေကဒီလောက်များနေတာလဲဒါကျွန်တော်တို့နိုင်ငံနေနဲ့တွက်မယ်ဆိုရင်ဘာလို့အဲ့လောက်ဒီများအဲ့တော့ဆောက်တန်အသစ်ခုလက်ရှိမှာရတဲ့ဝင်ငွေကဒါကျွန်တော် Bundesliga League 1က Champion တို့ဒါရတဲ့ဝင်ငွေလောက်ရှိတယ်ဒါရုပ်တံလွှင့်ွက်ဝင်ငွေကပေါ့ဘာလို့အဲ့လောက်ဒီများနေဘာလို့အဲ့လောက်ဒီကျန်းနေတာလဲဒါကျွန်တော်နံပါတ်တွေရပြောမယ်လို့တော်တော်လေးကိုမိုက်တဲ့နံပါတ်တွေကိုလက်ရှိမှာ Premier League အသင်းတွေအနေနဲ့ဒါကျွန်တော်ရုပ်တံလွှင့်ွက်တွေမှာပိုင်ဆိုင်လာတယ်လက်ရှိမှာဒါကဘာ ပေါ်မှာကျွန်တော်နိုင်ငံပေါင်းတာကျွန်တော် UN ကအသိမှတ်ပြုထားတဲ့193နိုင်ငံရှိတဲ့အနက်မှာဒါ Premier League က186နိုင်ငံဒီပြသခွင့်ရခဲ့တယ်။ဘယ်လောက်ထိတောင်ကျန်လဲဆိုလက်ရှိမှာဒါ Premier League ပြသခွင့်ရထားတဲ့နေရာမှာမြောက်ကိုရီးယားအပါဝင်ပါတယ်လို့သိရတယ်မှာပါတယ်။ဒါကျွန်တော်တစ်ခေါက်ပြောဘူးတို့ပဲမြောက်ကိုရီးယားကလက်ရှိမှာဒါကျွန်တော် Tottenham Hotspur အသင်းဒါ Brentford တို့ရဲ့ဒါကျွန်တော်တို့ Wolves အသင်းတို့ရဲ့တချို့ပွဲစဉ်တွေကလွင်းရင်သူတို့နေတဲ့အဓိကပွဲစဉ်တွေအကုန်လုံးကိုပြသတယ်လို့သိရတယ်မှာပါတယ်။ Manchester United ပြိတက်လို့လဲကင်ဂျုံအမ်ကိုကောလာဟာလာ ေရသိရတာမှာပါတော့လက်ရှိမှာဒါသတင်းတွေရဆိုတာမြောက်ကိုရီးယားအထိပါပေါရောက်တဲ့ပရီးမီးယားလီအသင်းတွေနဲ့ဒါရုပ်သံလွှင့်ခွင့်တွေမှာဒီလောက်ထိများတယ်ဆိုတာသိပြီးတော့မထူးဆန်းအောင်အဲ့တော့ဒီနေရာမှာဘာလို့အဲ့လောက်ထိပေါရောက်သွားတယ်ဆိုတဲ့အချက်ကိုတော့ကျွန်တော်နောက်မှတည်တဲ့ဗီဒီယိုတစ်ခုထပ်ပြီးတင်ဆက်ကျွန်တော်ရင်တော့တစ်ခေါက်တော့ပြောပြပါမယ်ဒါပေမဲ့ထပ်ပြီးတင်ဆက်အဓိကကတော့ဒါအတူချုံပြောမှာဆိုရင်အင်္ဂလိပ်အသားပြောနေဒါအင်္ဂလိပ်စကားပြောနေဒါပြီးအရင်တုန်းကဒါ free to air ကနေပြီးတော့ပြည်သူတွေဆွဲလန်းသွားမှဒါဈေးတင်လိုက်တယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့မမဲရပါပဲဒါကျွန်တော်အရင်တုန်းကဘောလုံးပွဲကြည့်တယ်ဆိုရင်ပရီးမီးယားလီကကျွန်တော်တို့ဒါကျွန်တော်တို့တာမန်ဒါကျွန်တော်တို့မြန်မာနိုင်ငံလူမျိုးတော် ော့မှအလကားကြည့်လို့ရခဲ့တယ်ဗောနော်အလကားကြည့်လို့ရခဲ့ရတယ်ပတ်စံပင်းပင်းပင်းနဲ့ကျွန်တော်တို့ဆွဲသွားခဲ့တာဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့မြန်မာလူတစ်လုံးဟာသပြောအောင်ခမောက်လက်ရှိဟာဒီဘောလုံးသမားတွေကငါတို့ဘောကျေးဇူး ခမားတို့ကအခုလက်ရှိဒီအပေါ်လုံးအသိနေချီးစုရှင်ပဲဗျာသိလားတရားဝင်ဝယ်ကြည့်ရင်ပေါ့နော်ကိုရီလို use for media ကိုဝင်ကြည့်ရင်တော့တပြုတ်ပေါ့ဒါပေမဲ့တရားဝင်ခွင့်ရပေါ့ဆိုခမားတို့ကလာလာစင် GP ဥမာလက်ရှိမှာမြန်မာနိုင်ငံမှာဆိုရင် SkyNet ဒါနာမည်နာမည်နဲ့မှာ Canal Plus ဖြစ်လာမှထင်တယ်အဲ့တော့ဒီလိုမျိုးနေရာကနေခမားတရားဝင်ပြီးပတ်စံပေးကြည့်ထားတယ်ဆိုရင်ဒီဘလုံးအသိနေရဲ့ဒါတသိအောင်မြင်မှုတသိသိသားမှာခမားကအများကြီးပါဝင်တယ်လို့ပြောလို့ရတယ်တဲ့မှာပါအဲ့တော့လက်ရှိမှာဘလုံးအသိနေကဒါကျွန်တော်တို့ Premier League ကဒီနှစ်မှာလည်းထပ်ပြီးတော့စုကြီးငွေရအောင်မြင်မှုတွေရခဲ့တယ်လို့ဆိုရမယ်လေဘဘူး သင်းကဒါအများဆုံးရခဲ့ပြီးဒါကျွန်တော်အသင်းကြီးတွေမှာ Tottenham Hotspur အသင်းကအနည်းဆုံးရခဲ့တယ်ဒီနှစ်သင်းကြားထဲမှာပေါင်တန်း90လောက်ကွာခြားခဲ့တဲ့နေသားမှာတော့ရှိခဲ့တယ်ပေါ့နော်ဒါမှမဟုတ်တခြားသောဒါ sponsor ကြီးပါညာပါသေးဦးဒါ Premier League ကတီးတန့်ပေးအပ်တဲ့စုချင်းငွေတွေပဲရှိသေးတယ်အဲ့တော့ဒါဘယ်လိုပဲပြောပြဒါကျွန်တော်ဒါကြံကြည့်မယ်ဆိုရင် United အသင်းတို့ကနောက်ဆုံးနေ့ Aston Villa အသင်းကိုနိုင်မှုကတော့ကျွန်တော်ပေါင်ဆယ်တန်းလောက်မြတ်သွားစေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာတယ်။ United အသင်းသားအခုလက်ရှိမှာဒါ Aston Villa အသင်းကိုမနိုင်ခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ဒါကျွန်တော်တို့ဒီနှစ်မှာ130 တက်တန်းလောက်ပဲရမယ်နေတာအခုလက်ရှိမှာဒါကျွန်တော်ဒီဒီစပါတင်းထက်ဆိုင်တော့တော်တော်လေးကိုများတော့အောင်တွေ့ရမယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့လက်ရှိဒီစုချင်းငွေအများစုကတော့ဒါကျွန်တော်တည်ကြရတယ်မယ်ရုပ်တံလွင်ငွေဝင်ငွေစီစီရနေလာဖြစ်ပါတော့ရုပ်တံလွင်ငွေဝင်ငွေတွေကတော့အခုချိန်ဒီတော့ကျွန်တော်ဒါတော့ဟော ပရီးမီးယားလိဘက်မှာတော်တော်လေးကို strong ဖြစ်နေစေဖြစ်တယ်အဲ့တော့ဒါပရီးမီးယားလိကအခုချိန်ထိကြမ်းတမ်းနေစေဖြစ်တယ်ဒါကျွန်တော်လက်ရှိဒါနိုင်ငံပေါင်း189နိုင်ငံထိပြသနိုင်နေဆိုတော့တော်တော်လေးကိုကြမ်းတမ်းတဲ့နံပါတ်တွေလို့ပြောလို့ရတယ်သူနောက်ကလိုက်တာဆိုတော့ကျွန်တော်မက်မက်ရလာလီဂါလောက်ပဲလိုက်တာရှိလာလီဂါနဲ့တော်တော်ဘယ်ဘလူးဖစ်တော်တော်ဟော့စ်ပါတယ်ပြောနေလာလီဂါနဲ့ဒါကျွန်တော်ပရီးမီးယားလိဂျားထဲမှာနံပါတ်တွေရတော်တော်လေးကိုခွာခြားသိတယ်လို့သိရတယ်မှာပါတော့ဒါပရီးမီးယားလိကအခုလက်ရှိမှာဒါကျွန်တော်တို့နိုင်ငံတော်တော်များမိုနိုပိုလီလုပ်နေပြီးတော့ဒီအထူးသဖြင့်ပေါ့သူတို့ရဲ့အားသာချက်ကအာရှမှာသူ ို့ပိုင်သွားအဲ့တော့အားသားအဓိကဒါကျွန်တော်တို့အဲတရုတ်ပြည်နဲ့ဒါကျွန်တော်တို့လက်ရှိဒါအိန္ဒိယတို့အုပ်စုဒါကျွန်တော်အိန္ဒိယဒါကျွန်တော်တို့ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်အဲ့ဒီလူကြီးရထူထပ်တဲ့ဘတ်တွေကိုဒါကျွန်တော်ပရီးမီးယားလိဂ်ကရယူနိုင်သွားတာကတော်တော်လေးကိုတို့တို့အားသာမှုတစ်ခုဖြစ်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်မှာအဲ့မြေသွင်းစိုးစေကမှုအရေးကြီးဆုံးအချက်အရေးပါဆုံးအချက်ကိုပြောပါဆိုရင်တော့ပရီးမီးယားလိဂ်ကလက်ရှိမှာဒါကျွန်တော်တို့ဝင်းဝီအများဆုံးသောလိဂ်အနေနဲ့ထပ်ပြီးတော့နောက်ထပ်တစ်နှစ်အနေနဲ့ထပ်ပြီးရက်တည်နေစေဖြစ်တယ်ဆိုတာကိုသိရတယ်မှာပါအဲ့တော့ဒါကျွန်တော်လက်ရှိဒါဘယ်လိုပဲပြော ပရီးမီးယားလိဒီနေတာကျွန်တော်နံပါတ်၄ရဆိုတော့တန်တရာကျော်ကြီးပဲအခုလက်ရှိမှာတန်တက်လာမယ့်ဒါကျွန်တော်တို့အသင်းကြီးဖြစ်တဲ့ဒါကျွန်တော်တို့ဘန်လီတို့ဒါနောက်ဆန်နာလန်တို့လေဒါတန်တရာကျော်လာမယ့်နေ့မှာအဲ့ပြီးတော့ နန်တာဘယ်တော့ဗီဒီယိုတစ်ခုထည့်ရိုက်ပေးပါဦးမယ်ဒါပေမဲ့ကောလာတချို့ပြောဟာတဲ့မှာတန်တက်လိုင်းအဲ့လောက်တန်တက်လိုင်းအဲ့လောက်ရတာမဟုတ်တန်တက်လိုင်းရင်ရမယ်ဝင်ကိုတို့ကကြိုတင်ပြီးတော့အမှန်တမ်းပြောတာချန်ပီယံရှစ်တက်လိုင်းအဲ့လောက်ဒီမရဘူးဒါပေမဲ့ချန်ပီယံလိကပရီးမီးယားလိရောက်သွားပြီဆိုရင်ပရီးမီးယားလိကရုပ်တန့်လွင့်ဝင်ဝင်ကိုအဲ့လောက်ရမယ်ဆိုပြီးတော့အဲ့ဒီနံပါတ်ကိုတို့ကဖော်ပြထားတာချန်ပီယံရှစ်ကဒါတန်တက်တဲ့အသင်းကိုဘယ်တော့မှတန်းအောင်ရာနဲ့ချီမပေးဘူးအဲ့ဒါမှားတဲ့ conception တစ်ခုဖြစ်တယ်ဒီလောက်လေးကျွန်တော်နည်းပြောချင်ပါတယ်အားလုံးမကြိုတင်ပါနဲ့အဲ့တော့တင့်အသင်းနေနေဘလောက်ထိဒီနေ့မှာရခဲ့လဲသိချင်တဲ့ athletic view မှာတွားပြီးတော့ကြည့်လို့ရပါတယ် လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Usport Media 3.0ဆိုတဲ့ TV4U တို့မှာကျေးလူစာပေါင်းအကူညီလို့ရပါတယ်မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment နေတဲ့မှာလည်း Usport Media 3.0ဆိုတဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျှော်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျမြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ A62 ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ် မြန်မာလက်ကလပ်ပြီးကြအောင်ဗျမြန်မာကလပ်မြန်မာနာဖြစ်ပါတယ်ဒီဗော်ဗျ